မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ American Korean အဖွဲ့ငလင်တင်ပြည်သူတွေကိုကူညီဖို့ဆေးပညာရှင်တွေဆေးလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကဆရာဝန် တွေ၊သူနာပြူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေပါတဲ့ခရီးရန်ဖွဲ့ကိုမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ဒေသတွေကိုဆင်လွတ်ပြီးခွဲစိတ်ခံနှခမ်းပါတဲ့ယာယီစေယုံတစ်ခုကိုတိစောက်ပေးသွားမှာဖြစ်တယ်လို့ခရီးရန်တရားဟောဆရာကြီး Franklin Graham ကသူရဲ့ Facebook မှာမလ31ရက်နေ့ကရှင်းတာထားပါတယ်။ တီယာရီစေယုံထဲမှာအရေးပေါ်ခန်းလူနာထားခန်းစေပကန်းနေပါဝင်မှာဖြစ်ပြီးဆရာဝန်သူနာပြုကဲစင်းဤသမားတောက်ရီဆိုင်ရာကျွမ်းကျင်ပညာရှင်ခရိယံဖွဲ့ဝင်ဝန်ထမ်းအားလုံးပေါင်းဦးရေ80ကနေ130တိပါရလို့ဆိုပါတယ်။အဲ့ဒီဖွဲ့ကမြန်မာနိုင်ငံကငလျင်ပေးတန်တင်သူတွေကိုအကမဲ့ကူညီဖို့ထောက်ကွာသွားပြီဖြစ်တယ်လို့နောက်ထပ်လည်းစေယုံသုံးပစ္စည်းအရေးပေါ်သုံးပစ္စည်းအသုံးဆောင်တွေကိုလည်းထောက်ပံ့ကူညီဖို့လီယင်တွေနဲ့ပူးပေးဦးမှာဖြစ်တယ်လို့ Franklin Rehan ကပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံကခရီးယံဖွဲ့ကပါတီမီ၍အသားရောင်ဘာသာမခွဲကြဘဲဒုက္ခရောက်သူတိုင်းကိုကူညီမဲ့ဖွဲ့ဖြစ်တယ်လို့မြန်မာခရီးယံလူငယ်များဖွဲ့ကပြောပါတယ်။ခရီးယံဖွဲ့ကမြန်မာပြည်သူတွေနဲ့အတူနှစ်ပေါင်း30လောက်လောက်ကန်ခဲ့ပူတဲ့ဖွဲ့လေးဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကငလင်အကြောင်းပြပြီးလူငယ်ရှင်တွေကိုဖိအားပေးပြီးအလင်ငွေတောင်းခံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီအနေနဲ့မလ28ရက်နေ့ကလှုပ်ခတ်သွားတဲ့မြင်းငလင်ကိုအကြောင်းပြပြီးနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်စီးပွားရေးဆိုင်ရာစက်မှုဆောင်လုပ်ငန်းရှင်များ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနဲ့လူမှုရေးအသင်းအဖွဲ့တွေကိုဖိအားပေးပြီးအလွန်ငွေတောင်းခံနေရလို့မီဒီယာချို့ကဖော်ပြပါရယ်။အေဘီလာတရက်နေ့နေ့လယ်2နာရီမှလည်းနေပြီးတော့တပံကွင်းကယာယီခမ်းမမှာအလွန်ငွေလက်ခံတဲ့ပွဲဆောင်ရွက်မှာဖြစ်ပြီးရှန်ကုန်နဲ့မန္တလေးကစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့များကိုတင်ရောက်ဖို့နဲ့အလွန်ငွေထည့်ဖို့အတွက်စစ်ကောင်စီကအတင်းအကျပ်ဖိအားပေးနေရလို့သိရပါရယ်။နေပြီးတော့မှလုံးမင်းအလွန်ငွေပြည့်တဲ့ခန္ဓာကိုမန္တလေးကလုပ်ငန်းရှင်များမတက်ရောက်နိုင်ပါကမန္တလေးမှာရောက်ရှိနေတဲ့စစ်ကောင်စီရဲ့ကင်းစင်းတာဝန်ခံလေကြောင်းရန်ကာကွယ်ရေးရရှိ ီချောင်းဒုတိယပို့ချုပ်ကြီးမျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့တန်းတွားရောက်ပြီးအလှူငွေပေးရမှာဖြစ်ကြောင်းသိရပါဗျာ။ ရန်ကုန်ကလုပ်ငန်းရှင်တွေအတင်းဖွဲ့တွေကိုနေပြီးတော့ကိုအလူငွေလာပေးဖို့အတွက်ငွေလာပေးဖို့စကောင်စီကလင်းရင်အသွားပြန်တောင်းစီစဉ်ပေးမယ်လို့သိရပါတယ်။ဒီလိုအလူငွေအတင်းအကျပ်တောင်းခံမှုတွေနဲ့ပတ်သက်ပြီးစီဒီအမ်ဘိုဇမူဆွေတော်ကိုဆက်သွယ်မိမြတ်တဲ့အခါစကောင်ဆောင်တွေအနေနဲ့တိုင်းပြည်နယ်ပြည်သူပေါ်စေတနာမရှိတာသိတာတာပေါ့ဗျာ။ကျို့တင်စီမံမထားပဲအရေးကြုံမှာသူတို့မျက်နှာပန်းလာဖို့အတွက်လုပ်ငန်းရှင်တွေကိုဖိအားပေးတာမျိုးပေါ့။ဘသူတည်တည်ငတိမာရင်ပြီးတော့ဆိုရဲလုပ်ငန်းရှင်တွေအနေနဲ့ဒီလိုအစိုးရမျိုးကိုလက်ခံရင်ဒီလိုမျိုးဖိအားတွေခံရမယ်ဆိုတဲ့အတင်းရတာပေါ့လို့ပြောပါ ါပါတယ်။ရန်ကုန်ကစက်မှုဆောင်နေနေနဲ့စက်မှုဆောင်တစ်ခုကိုငွေကျပ်သိန်း200စစ်ကောင်စီထံကိုမဖြစ်မနေအလူငွေအဖြစ်ထည့်ရမယ်လို့ဖိအားပေးခံထားတယ်လို့သိရပါတယ်။ဆလတ်ပြီးနေပြည်တော်မှာငလျင်ကျောင်းစစ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်ချင်းတင်ဆောင်နိုင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလျင်ကျောင်းစစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်ချင်းတင်ဆောင်နိုင်ကြောင်းတပ်တရင်အရင်မြစ်တွေကိုကိုကာပြီးစီရန်ပူကြီးစင်ရောက်ကပြောပါတယ်။စကိုင်းငလျင်ကျောင်းနေပြည်တော်ရှိစစ်တပ်အဆောက်အအုံများပြိုချခဲ့ကြောင်းတနေ့တကူလုံးမှာစစ်သား အနည်းဆုံး၁၀၀ဝန်းကျင်တည်ဆောင်းနိုင်ကြောင်းကဒင်တထောင်စီးယုံမှာလည်းကဒင်မလောင်ငါမှုတွေကြောင့်ထိခိုက်ဒဏ်ရာရသူတထောင်ဝန်းကျင်ရှိကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရောကရှင်းပြပါရယ် ဒါအပြင်လက်ရှိအကြမ်းဖက်စစ်ကောင်ဆောင်ကအပြည့်အစုံတွေကိုရှင်းလင်းလုပ်ခိုင်းရမှာ၎င်းရဲ့ခပိုက်ဆောင်တပ်တွေကိုသာလုပ်ခိုင်းနေပြီးအခြားတပ်တွေကိုအဝင်မခံကြောင်းသိရပါတယ်။တပ်နယ်တစ်ခုလုံးမှာအနည်းဆုံးတရာကတော့တရားပေါက်တည်တယ်။ကရင်တထောင်စေယုံမှာလည်းကရင်တော့မလောက်တော့ဘူးဆိုတော့ဒဏ်ရာရတထောင်လို့ပြောလို့ရတယ်။ဒါပေမဲ့စေယုံထဲမှာတည်ဆောင်တဲ့တရင်တွေကမြုပ်ထားတာလုံခြုံရေးနဲ့တည်ဆောင်ရေးရှင်းလင်းရေးလုပ်ငန်းအဖွဲ့တွေတောင်မှသူတို့ရဲ့ခပိုက်ဆောင်တပ်တွေကိုပဲလုပ်ခိုင်းတာတခြားတပ်တွေကိုအဝင်မခံဘူးလို့စီဒီအမ်ပူကြီးစင်ရောက်ကပြောပါတယ်။ အဲ့ဒီလိုစင်ယုံများပြောကြတာကဂျီအီတက်လို့ခေါ်တဲ့စင်အင်ဂျင်နီယာတက်တွင်ရဲ့ပစ္စည်းကုန်မှုနဲ့ငွေများကိုယုံမှုကြောင့်ပြင်အမြန်လက်တန်းလှောက်ဆောင်ခဲ့မှုတွေကြောင့်ဖြစ်ကြောင်းဒါအပြင်နေပြည်တော်ရှိလျှို့ဝှက်ဦးမင်းလိုင်ကောင်းကလည်းလက်ရှိလောက်ခတ်တဲ့ငလင်ကြောင့်ပြူကြဖို့ရှာကြတဲ့နှုံများကြောင့်၎င်းကရှင်းပြပါရတယ်။ ဟိုရင်အာနာသိန်းဖြစ်စဉ်မတိုင်ခင်ကလေးကနင်းနေပပဖြစ်တာနဲ့တင်အကွဲအကြောင်းနေအဲ့ဒီတော့ကကြီးတက်တွေခိုးတာလဲပါတယ်ပြီးတော့ကျွန်တော်ကန်ထရိုင်းစနစ်တွေနဲ့အမြန်လောက်တာပျက်စီးဖို့များပါတယ်ဘာလို့လဲဆိုသူတို့ကလက်တန်းလောက်တာအဲ့ဒါခုနှစ်တော့မမတ်မိဘူးတက်မတော်နီနီပြီးတော့မှပြောင်းပြီးစားလျှောက်တဲ့နေ့အခုပြိုကျတယ်မဟုတ်အနီကြီးအဲ့ဒီတော့ကမဟုတ်အနီကြီးမပြီးသေးဘူးဒါမဲ့ကြောင်းစင်ပွဲမတိုင်ခင်တံပြားရီနဲ့ခဏကပ်ပြီးအလားလောက်လိုက်တာနောက်မှအင်္ဂရိကိုင်နာသူတို့လက်တန်းလောက်တဲ့အချင်းရှိရဲ့လို့စီရန်ဖိုးကြီးစင်ရောက်ကပြောပါတယ် နေပြီးတော့မှငလင်ချောင်းပြူကြတဲ့အဆောင်တွေမှာမင်းရောက်လိုက်တဲ့စိုးဝင်းအပါဝင်ပို့ချုပ်များအတွက်အရေးကြီးတဲ့စစ်ပတ်ဆိုင်ရာနေရာတွေနဲ့ခူအောင်ရနေရာတွေပါဝင်ကြောင်းအရှံဆက်နက်ပစ္စည်းများအရှံခင်းရန်အရှံလက်နက်များထားရှိရနေရာတွေလည်းထိခိုက်ပျက်စီးကြောင်းသိရပါတယ်ဆက်လက်ပြီးအေအေထိန်ချုပ်ထားတဲ့မြောက်ဦးမြို့ကိုစစ်ကောင်စီကဒီနေ့ညလေးကျောင်းကနေပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အရခတက်တော်အေအေထိန်ချုပ်ထားတဲ့မြောက်ဦးမြို့ကိုစစ်ကောင်စီကမလ31ရက်ည10:00နာရီလောက်မှာလေးကျောင်းကနေပုံလီလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ရခိုင်စီ ်သတင်းအရင်းမြစ်တွေကအတည်ပြုပါရယ်တိကိုက်ဖြက်စီမှုတော့ကျွန်တော်မသိဘူးပြလို့ပြောပါရယ်မြောက်ဦးမျိုးလေးကြောင့်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအင်းထန်းဆက်သွင်းမြက်နေဆက်ဖြစ်ပြီးတိကိုက်မှုနဲ့ပတ်သက်ပြီးလည်းဆက်လက်ဆုံဆန်းနေဆဲဖြစ်ပါရယ်မလ31ရက်ကစပြီးတပတ်တီတီနိုင်ငံတော်ဆင်ဝန်းနေကြောင်းနေဖြစ်စစ်ကောင်းဆောင်မြောက်လိုင်းကတတ်မှတ်ထုတ်ပြန်ထားတော့လဲစစ်ကောင်းစင်ကဒီနေ့တရက်ထဲစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ကိုလေကြောင်းကနေချက်လင်းရင်6စီးဝိုင်းတွဲလင်းရင်10စီးနဲ့ စက်တက်လီလိုနဲ့ပုံလုံးရေ60ထက်မနည်းကျေချတိုက်ခိုက်ခဲ့ပါတယ်။မနေ့ကည9:55မိနစ်ကစကိုင်းတိုင်းချောင်းမြို့နယ်အရှိန်ချမ်းရှိနေခွေချင်းရဘက်ကိုစက်တက်လီဒီနဲ့လေကြောင်းကနေပုံကျေတိုက်ခိုက်ခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ခံကိုတန်းကပြောပါရယ်မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုင်းနယ်မြို့လာလီရဲ့စစ်တားခွဲရုံအနီးကိုလည်းဒီကနေ့မနက်၈နာရီကျော်ကစပြီးလေကြောင်းကနေ၅ချိန်တည်းမနဲ့ဂျက်ဖိုက်တာနက်စီနဲ့ပစ်ခတ်ခဲ့တယ်လို့ဆလင်းပါခဖပြောရေးဆိုခွင့်ရှိသူကိုအောင်ဆန်းကသတင်းဌာနကိုပြောပါရယ်နိုင်ငံအတွင်းငလျင်တန်းခန်းစားနေရချိန်မှာစစ်ကောင်စင်ကတိုက်ပွဲနေရရင်အပြင်တိုက်ပွဲမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကမလ30ရက်နေ့သတင်းမှထည့်သွင်းဖော်ပြပါရယ်မြောက် ာဦးမျိုးကိုအီက2024ဖေဖော်ဝါရီ28ရက်မှာအပိသက်တိုက်ခိုက်သိမ်းယူခဲ့တာပါဆလဘီငလင်တန်တဲ့ဒေတာတွေရဲ့ဆက်သွယ်ရေးကိုစစ်ကောင်စီလေးလျူရှူထားတယ်လို့ MIB ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြစ်အပြင် ငလင်တန်းပြင်းထန်စွာခန်းစားနေရတဲ့ဒေသတွေပါဝင်ဆက်သွယ်ရေးဖြတ်တောက်ခံထားတဲ့ဒေသတွေရဲ့တရင်ဆက်သွယ်ရေးအခြေအနေကိုစစ်ကောင်စီကဆက်လက်လည်လျူရှုထားကြောင်းမြန်မာ Internet Project MIP ကမလ31ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ငလင်တန်းကိုတရက်ခန်းစားခဲ့ရတဲ့ဇကိုင်းမန္တလေးပြည်မနာနေပြည်တော်စားတဲ့မြို့နယ်တွေအပါအဝင်မြန်မာတိုင်းငံလုံးရှိမြို့နယ်အများစုမှာလျှက်စစ်မီပြတ်တောက်မှုဖုန်းခေါ်ဆိုမှုကတ်ခဲများနဲ့ယခုထိရင်ဆိုင်နေရကြောင်း MIP ကဆိုပါတယ်။ပြီးခဲ့တဲ့မလ29ရက်နေ့မှာငလင်တန်းခန်းစားခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံ ို့အတွက်ဆက်သွယ်ရေးလိုအပ်ချက်တွေနဲ့ကိစ္စလုပ်ငန်းတွေကိုအထောက်အကူဖြစ်စေဖို့ Starlink ကိုပြင်ဆင်ထားကြောင်း Starlink ကသူ့ရဲ့လူမှုကွန်ရက်မှာရှိသားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကမြည်တီတုံ့ပြန်မှုမှလုံဆောင်ခြင်းမပြုလာကိုတွေ့ရကြောင်း MIB ကပြောပါတယ်။ဒါပြင်စစ်ကောင်စီကတဲခွင်ရန်နေရာပြည်အစ်စင်မြေအစစ်မပြေမှုတွေကိုအကြောင်းပြပြီးနိုင်ငံတကာသတင်းတောက်တွေရဲ့ပြည်ဝင်ခွင့်ကိုပါညှင်းဆုံခဲ့ကြောင်းပြည်တွင်းသတင်းဌာနတွေကိုကိုးကားပြီး MIB ကပြောပါတယ်။မတ်လ28ရက်နေ့နေ့လယ်12:52မိနစ်မှာ In Aristas Game ခုနှစ်အစဉ်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနေပြည်တော်ကောင်စီနယ်မြေစကိုင်းမက်ဒလီမကွင်းရှမ်းမြောက်ဘကူစာရီတိုင်းနယ်ပြည်နယ်တွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ငလျင်လှုပ်သွားပြီးတဲ့နောက်ဆိုပါဒေသတွေမှာလင်းရစစ်မီတွေဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့ပါတယ်။နေပြည်တော်အတွင်းမှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူများပြားသိမ်းဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံများဝန်ထမ်းအင်အားများလည်းပြိုကျခြင်းပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီးကတ္တရာလမ်းများမှာလည်းအကွဲကြောင်းကြီးများဖြစ်ပေါ်နေပါတယ်။ ဒါအပြင်နေပြည်တော်မှာ MyD MPD ဖုန်းလိုင်းတို့သာအသုံးပြုလို့ရပြီးမလ30အနီးနီးလေပိုင်းရောက်ကစပြီးကြံဖုန်းလိုင်းတွေပြန်လည်အသုံးပြုလို့ရခဲ့တော့လဲလိုင်းမကောင်းသေးပါဘူးမလ31ရက်ညပိုင်းမှာတော့နေပြည်တော်ရှိနေရာချို့မှာလျှက်စင်ပြီးပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်အာနာသိမ့်ပြီးနောက်စစ်ကောင်စင်ကအင်တာနက်ပိတ်ပင်ကတ်သတ်မှုတွေပြုလုပ်ခဲ့ပြီး Facebook Instagram စတဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုလည်းပိတ်ပင်ခဲ့တဲ့အတွက်ပြည်သူများ VPN ခံပြီးအသုံးပြုခဲ့ရပါတယ်ပြီးခဲ့တဲ့2024 ်မေလကုန်ပိုင်းမှာလည်း VPN ကိုမှထပ်မံပိတ်ပင်ခြင်းရအဆိုပါလူမှုကွန်ရက်များအသုံးပြုဖို့ပိုခက်ခဲသွားခဲ့ပါတယ်။လက်ရှိမှာလည်းအင်အားပြင်းကလင်းလောက်ခတ်ခဲ့တဲ့ဒေတာတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခက်ခဲကြောင်းသတင်းစီစဉ်မှုကန့်သတ်ချက်တွေဖြစ်ပေါ်နေချိန်မှာစစ်ကောင်စီက၎င်းတို့ရဲ့ပိတ်ပင်ကန့်သတ်ချက်တွေကိုဖယ်ရှားခဲ့ခြင်းမရှိဘူးလို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။